ဥသောအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုဟောကြားပေးခြင်းပါတယ်တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီရဘတာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ်ပြကသမောလို့ခေါ်တဲ့နမိတ်ကပ်ပြကြီးစိုးနေပါတယ်ဒီနမိတ်ကပ်ပြကြီးစိုးနေတာဖြစ်တဲ့တနင်္ဂနွေသားသမီးတွေနဲ့ဒီကာလာဟာအဆက်အရသတိပြုဖို့လိုတဲ့ကာလာဒီကာလာတွေမှာအဓိကသတိပြုသင့်တဲ့အရာကကိုယ့်အနီးအနားမှာရှိတဲ့မိတ်ဆွေအပေါင်းအသင်းကိုယုံကြည်ရတယ်လို့ထင်ရတဲ့သူတွေ တို့တွေရဲ့ကိုယ့်အပေါ်ကိုတစ္ဆာဖောက်ခြင်းနောက်ွယ်ကနေချောင်းမြောင်းတိုက်ခိုက်ခြင်းနေเนาะဟိုစကားတွေအစောဆွဲအပြောဆိုတွေအဲ့ဒီအရာတွေမှာပို့ပြီးတော့သတိထားရမှာကောင်းမွန်တဲ့ကိစ္စဒီကာလာထဲမှာအလောက်ကန်တဲ့ပတ်သက်ရင်ကိုကဒီဇိုင်းမမတ်လောက်လာတဲ့အလောက်ကန်မျိုးတွေကဒီကာလာထဲမှာအခွင့်ထူးတွေအခွင့်လန်းကောင်းတွေဖြစ်ပေါ်ပေါက်လာတတ်တယ်အခုမှစလုပ်တဲ့အလုပ်မျိုးမဟုတ်ဘူးเนาะအရင်ကတည်းကဒီဇိုင်းမမတ်နဲ့လောက်လာတဲ့အလုပ်မျိုးတွေကဒီကာလာထဲမှာအခွင့်လန်းတွေအောင်မြင်မှုတွေရရှိဖို့ရှိတယ် ပြီးတော့တနင်္ဂနွေသားသမီးဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလတည်းမှာငွေကြေးအကြက်တဲလေးပေါပေါက်တက်တယ်အဲ့ဒီငွေကြေးအကြက်တဲကိုအကြောင်းပြုပြီးတော့လမ်းမတွေမလိုက်မိစေဖို့အရေးကြီးတဲ့ကာလဖြစ်ပါတယ်ပုံမှန်အတိုင်းလေးပဲကိုလုံနေတဲ့အတိုင်းလေးကိုပဲလှုပ်ဆောင်ပါပြန်ပြီးအဆင်ပြေသွားပါလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့လမ်းအလွဲမျိုးတွေကိုတွားပြီးတော့ငွေကြေးလိုအပ်ချက်ကြောင့်လိုက်လိုက်မိတယ်ဆိုရင်ပိုပြီးဆိုးဝါးသွားဖို့ရှိပါတယ် ီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့တနင်္ဂနွေသားသမီးရဲ့အနေနဲ့ကဒီတစ်ပတ်တာကာလတည်းမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကိုနှောက်ယှက်တွေပေါ်တတ်တယ်။အဲ့ဒီအနှောက်ယှက်ကကိုယ့်ရဲ့အနီးအနားကကိုယ်မြန်မန်းတမ်းပြီးတဲ့သူမျိုးရင်းနေတဲ့သူမျိုးတွေကိုယ့်ရဲ့လုပ်ငန်းဘက်တွေသူတို့တွေရဲ့အနှောက်ယှက်တွေဖြစ်တတ်ပါလေနော်။အဲ့ဒါကိုသတိပြုဖို့လိုပါတယ်ပြီးတော့ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာပညာရေးရောအင်တာဗျူးရောမှာခက်ခဲတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်အလုတ်ကင်သွားလျှောက်တဲ့အခါကျရင်တစ်ချိန်နဲ့မပြီးတာမျိုး ထပ်ပြီးတော့တခြားအလုပ်တွေကိုထပ်လျှောက်ရတာမျိုးပြီးတော့ပညာရေးနဲ့ပတ်သက်ရင်လည်းစူးစမ်းဖို့ပို့ပြီးတော့လိုနေတာမျိုးကိုထင်ထားတဲ့အရာမျိုးမဟုတ်တဲ့အရာမျိုးတွေကိုယ့်စီမှာဖြစ်ပျက်တတ်တာမျိုးတွေအဲ့ဒါကိုသတိပြုဖို့လိုပါတယ်ပြီးတော့တနင်္ဂနွေသားသမီးတွေအနေနဲ့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားသွားမယ်ဆော့ဆာရန်ပိုင်းနေအဲ့ဒီအပိုင်းတွေပျောက်ရှာတာမျိုးဖြစ်တတ်တယ်အဲ့ဒါကြောင့်မိမိအနေထားမှာအရန်ကို ခက်ခဲတွေဖြစ်သွားတာမျိုးတွေဖြစ်ဖို့ရှိပါတယ်အဲ့ဒီဟာမျိုးဆရာဆရာန်းပိုင်းတွေကိုသတိပြုဖို့လိုပါတယ်ဟိုလုံးဝကြီးကျင်းတွေပျောက်မယ်ဆိုတာမျိုးတော့မဟုတ်ပြင်မဲ့မိမိအနေနဲ့ဒီလိုမျိုးပျောက်တတ်တဲ့ကာလဖြစ်တဲ့အတွက်ပို့ပြီးသတိတည်ထားဖို့လိုပါတယ်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စွန်စားလောက်ကင်နေတဲ့တင်းငွေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတည်းမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းတွေမှာအရင်အားထဲလို့မရဘူးမိမိအနေနဲ့အကောင့်နဲ့အဆိုးဆိုရင်အကောင့်ထက်ဆိုင်ရင်အဆိုးဘက်ကိုဥတည်သွားတတ်တယ် အဲ့ဒါကိုသတိထားဖို့လိုတယ်ငွေကြေးပိုင်းဆိုင်ရာမှာအရင်သွားပြီးအားမထည့်ဖို့လိုပါတယ်ကျမ်းမိုင်နဲ့ပတ်သက်ရင်ဒီကာလာထဲမှာနှလုံးတို့ပြီးတော့မောပေါ်တာမျိုးတွေအဲ့ဒါမျိုးတွေသတိပြုဖို့လိုပါတယ်ငွေရွယ်သူတနင်းငွေသားသမီးတွေအနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလာကိုယ့်ချစ်သူရဲ့ကိုယ့်ကိုအရင်ကိုချုပ်ကင်တာမျိုးအရင်ကိုချုပ်ချယ်မယ်ချုပ်ကင်မယ်အဲ့ဒါမျိုးတွေကိုခံရတတ်တယ်အဲ့ဒီအတွက်စိတ်ပင်ပန်းမှုရှိပါတယ်ပြီးတော့အိမ်အောင်တဲ့တနင်းငွေသားသမီးတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလာထဲမှာအိမ်အောင်ရေးနဲ့ပတ်သက်ရင် ကိုယ့်ရဲ့အိမ်တော်ဘက်ရဲ့ဆက်ဆက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေသူတို့တွေစီကနေပြီးတော့ဝင်ငွေပိုင်းဆိုင်ရာတွေငွေကြေးပိုင်းဆိုင်ရာတွေတည်တည်တာဝင်လာတာမျိုးကြောင့်စိတ်ချမ်းသာရမယ်အိမ်တော်ရေးတာယာဖို့ရှိပါတယ်ထီထိုးမယ်ဆိုရင်တော့တနင်္ဂနွေသားသမီးတွေအနေနဲ့၈နဲ့၄ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့မနက်စောစော နေထွက်ခါစားအချိန်မျိုးเนาะအာယုံဒီ6နာရီဝင်းကျင်လောက်ပေါ့အဲ့လိုအချိန်မျိုးမှာကိုယ့်ရဲ့အိမ်ဖေးရမှာတောက်တော်ရေ၃ခွက်ဖေးရကိုကတ်လို့ပေးပါ အဲ့ဒီလိုပြုလိုက်မယ်ဆိုရင်တနင်္ဂနွေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာမိမိစီကိုကောင်းသောကန်တရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္ဂနွေသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကတနင်္လာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္လာသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဟာမစ်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဒီနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေနဲ့ဒီကာလာဟာ ရှေ့ကိုအရန်ကိုကဟိုတွန်းပြီးလှုပ်ဆောင်တာဖြစ်တဲ့ဆိုင်ကိုဖြတ်တန်းခဲ့တဲ့အခြေအနေတွေကိုလည်လာတဲ့နဲ့တင်ယူတဲ့နဲ့အဲ့ဒီကနေသင်ကန်းစာတွေယူပြီးတော့လှုပ်ဆောင်တဲ့ကာလဒီကာလထဲမှာတင်းလာသားသမီးတွေအနေနဲ့အရန်ဟိုလုပ်ငန်းတွေချဲ့ထွင်တာမျိုးတွေအကြံစီအစ်စ်တွေကိုပေါ်ဆောင်တာတွေအဲ့လိုမျိုးတွေကိုလှုပ်တာထက်ဆိုင် ိုလှုပ်ခဲ့တဲ့အရာတွေကိုပဲပြန်ပြီးတော့ဆန်းစစ်ပြီးပုံဖော်တာမျိုးကိုလှုပ်ခဲ့တဲ့အရာတွေအလုံးဟောင်းတွေလက်ရှိလုပ်နေတဲ့အရာတွေအဲ့ဒီမှာပဲအားထည့်လုပ်ကင်တာမျိုးကပို့ပြီးတော့ကောင်းမွန်တဲ့ကာလပါပြီးတော့တင်းနာသားသမီးဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအထက်လူကြီးတွေရဲ့ဖိအားပေးခြင်းခံရတတ်တဲ့အထက်လူကြီးတွေရဲ့ကိုယ့်ကိုဟိုနည်းနည်းလေးကြက်တာမျိုးတွေခံရတတ်တယ် ဒါပေမဲ့အရန်ကြီးစိတ်မပင်ပန်းသွားနဲ့အဲ့ဒီကခေတ္တခဏပဲအဲ့လာကိုအကြောင်းပြုပြီးတော့အခွင့်အလမ်းတွေအခွင့်အရေးအစ်စ်တွေရရှိဖို့ရှိပါတယ်ပြီးတော့တနင်္လာသားသမီးကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းကနေပြီးတော့ငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက်ကြီးမားမားပေါ်ပေါက်တတ်တယ်အဲ့လိုမျိုးကြီးမားမားပေါ်ပေါက်ခြင်းနဲ့အတူအဲ့ဒီငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက်ကိုအကြောင်းပြုပြီးတော့လုပ်ငန်းတွေပါတချို့အရာတွေမှာပိတ်သိမ်းလိုက်ရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါကိုတော့ သတိပြုဖို့လိုပါတယ်အဓိကကငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက်ကိုကိုယ်ကဖြည့်တင်းနိုင်ဖို့အဲ့ဒီရဲ့လိုအပ်ချက်အပိုင်းတွေဖြစ်ပေါ်မလာဖို့ကိုကိုယ်အနေနဲ့သတိပြုဖို့လိုပါတယ်သတိထားပြီးတော့အဲ့ဒီအပိုင်းတွေမှာတေချာလှုပ်ဆောင်ဖို့လိုအပ်ပါတယ်ပြီးတော့ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆုံးမဲ့သူတွေရဲ့အနေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာတနင်္လာသားသမီးတွေအနေနဲ့ပညာရေးကိစ္စမှာကောင်းမွန်တဲ့ရလဒ်တွေရဖို့ရှိတယ်မိမိကြံရွယ်ထားတဲ့အတိုင်းမိမိစီစဉ်ထားတဲ့အတိုင်းကိုစဉ်းစားရတဲ့ရလဒ်မျိုးတွေရဖို့ရှိပါတယ် အလုတ်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်ကုညီမဲ့သူမျိုးတွေပေါ်ပေါက်လာပြီးတော့အလုတ်ကန်အင်တာဗျူးတွေလည်းရရှိပါလိမ့်မယ်။နိုင်ငံရဲ့ခြားတောမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဆေးကြတာမျိုးတွေဖြစ်တတ်တယ်။ဆေးဝါးနဲ့ပတ်သက်တဲ့ဥပမာကျမိုင်နဲ့သက်ဆိုင်သက်ဆိုင်တဲ့နေရာမျိုးတွေမှာတည်တည်ချာချာစစ်ဖို့လိုပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ရော်ဒီရော်ရဲ့စစ်ခဲ့တဲ့ပြီးတော့မှတစ်ဖက်ရဲ့လေဆိပ် immigration တွေဒီဝင်တဲ့နေရာမျိုးတွေမှာအဲ့ကိုဆေးကြတာမျိုးတွေတခြားအလုတ်ရောက်တော့မှပြန်လွှတ်ခံရတာမျိုးတွေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်။အဓိကကဆေးပိုင်းဆိုင်ရာကျမ်းမာရေးပိုင်းဆိုင်ရာတွေ နိုင်ငံခြားသွားမဲ့လူတွေအနေနဲ့သတိပြုဖို့လိုပါတယ်။ပြီးတော့တနင်္လာသာသမီငွေကျင်းတဲ့ပတ်သက်ပြီးစွန်စားလောက်ကင်နေတဲ့သူတွေအနေနဲ့ရာခိုင်နှုန်း60လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်ဒီကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းမှာအရင်ကြီးအထည်လို့မရပါဘူးမိမိအနေနဲ့ငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းမှာ60ရာခိုင်နှုန်းလောက်ပဲကောင်းတာမျိုးဖြစ်တဲ့အတွက်လှုပ်တော့လှုပ်အားအရင်မထဲနဲ့နော်ကျမကြီးနဲ့ပတ်သက်ရင်တော့တနင်္လာသာသမီတွေအနေနဲ့အာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေ give site ပေးဖို့လိုအပ်ပါတယ် ငွေရွယ်သူတနင်္လာသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလဟာကိုချစ်သူနဲ့ကိုနဲ့အမြင်တွေအတွေ့တွေအရင်ရဲ့အခြေအနေနဲ့လုံးဝမတူဘဲနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတတ်တယ်။အရင်ကတော့နှစ်ယောက်အတူတူဟိုအတွေ့ခေါ်တွေအယူဆတွေဟိုစိတ်ကူးတွေကအရန်ကိုကြိုက်ငင်နေလိမ့်မယ်။ ဒီကာလာထဲမှာအဲ့လိုမဟုတ်ဆန့်ကျင်ဘက်တွေကြီးပဲဖြစ်တတ်တယ်။အဲ့ဒါကိုအကြောင်းပြပြီးတရားနဲ့တရားစကားများတာမျိုးတွေအထိဖြစ်တတ်ပါတယ်။ပြီးတော့အိမ်နောင်တဲ့တနင်္လာသားသမီးတွေအနေနဲ့ကောဒီတစ်ပတ်တာကာလာထဲမှာစိတ်ရှည်ရမယ်၊သီးခံရမယ်၊စောင့်ဆိုင်းရမယ်။အဲ့ဒီလိုအရာတွေကိုအကြောင်းပြပြီးတရားနဲ့တရားအိမ်နောင်ရေးမှာအဆင်ပြေအောင်လို့တိဆောက်ကြိုးစားတင်တဲ့ကာလာပါပဲ။ထီထိုးမယ်ဆိုရင်တော့တနင်္လာသားသမီးတွေအနေနဲ့ကိုးနဲ့နှစ်ကိုပေါအောင်ထိုးပေးပါရဲတရားအနေနဲ့ကတော့ဖျားတဆူဆူရဲ့ကိုယ့်ရဲ့မွေးနေ့တနင်္လာတောက်မှာကောင်းကျင်းမောင်းဖျားကိုလူတန်းပေးပါ နော်ဖရာတုစုစုရဲ့မွေးနေ့ဟိုဖရာတုစုစုမှာတင်းနာတောက်ရှိတယ်အဲ့ဒီတင်းနာတောက်မှာကောင်းကျင်းမောင်းလှူဒန်းပေးပါအချိန်မလိုပါဘူးနော်ကောင်းကျင်းမောင်းဘလောက်အရေးအတွက်လည်းမလိုပါဘူးအဓိကကောင်းကျင်းမောင်းလှူဒန်းပေးပါအဲ့ဒီလိုပြုလုပ်လိုက်မယ်ဆိုရင်ကိုစီကိုကောင်းသောကန်တရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတင်းနာသားသမီးတွေအတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကအင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသားသမီးတွေနေတဲ့ဒီဘက်တာကာလာတဲ့မှာကြီးစိုးနေတဲ့အာယုန်နမိတ်ကြက်ကြက်က မဂျစ်ရှင်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဒီနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေနဲ့ဒီကာလာထဲမှာကိုကအရင်အလော်တကြီးမလုပ်ဖို့လိုတယ်ဒီကာလာထဲမှာကိုကဘာလို့ပဲလှုပ်ဆောင်လို့ဆောင်ဟိုဝန်ထမ်းတွေဆိုတဲ့လုပ်ငန်းခွင်ထဲမှာကိုလုပ်ရမယ့်အပိုင်းတွေအထက်လူကြီးကကိုတာဝန်ပေးထားတဲ့အပိုင်းတွေကိုလှုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ်ကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့လုပ်ငန်းတစ်ခုခုကိုစတင်တာမျိုးတွေပြီးတော့ကိုလှုပ်ဆောင်နေတဲ့လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲပုံဖော်နေတာပဲဖြစ်ဖြစ် ဘလို့အရာမျိုးမှာပဲဖြစ်ဖြစ်အင်္ဂါသားသမီးတွေနဲ့ဒီကာလတဲမှာအလောတကြီးမလုပ်ဖို့ကအရေးကြီးဆုံးပဲအလောကြီးလှုပ်ဆောင်လိုက်တဲ့အတွက်ဘာတွေဖြစ်လာတော့တက်လဲဆိုရင်ဒီကာလတိုင်းမှာလိုအပ်ချက်တွေဖြစ်တတ်တယ်။အဲ့ဒီလိုအပ်ချက်ကငွေကြေးလိုအပ်ချက်ကောကိုယ့်ရဲ့ပညာပိုင်းဆိုင်ရာလိုအပ်ချက်ကောအဲ့ဒီအပိုင်းတွေမှာလိုအပ်ချက်တွေဖြစ်သွားတတ်တယ်။အဲ့ဒါကိုသတိပြုဖို့လိုပါတယ်။ပြီးတော့အင်္ဂါသားသမီးဝန်ထမ်းတွေအခြေခံလူန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလတိုင်းမှာကိုယ့်ရဲ့လုပ်ငန်းဝင်ထဲမှာအစိုးရပြောသလိုမျိုးတာဝန်ပေးခြင်းခံထားရတဲ့အရာတွေမှာမလုပ်နိုင်တာမျိုးတွေဖြစ်တတ်တယ်။ အဲ့မလုံနိုင်ခြင်းကကိုယ့်ဘက်ကအလောကြီးလှုပ်ဆောင်ခြင်းကြောင့်လည်းတက်ဆိုင်နေတတ်တဲ့အတွက်အဲ့ဒါကိုသတိပြုဖို့လိုပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့အင်္ဂါသားသမီးရဲ့အနေနဲ့ကောဒီတစ်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာလှုပ်သားလိုအပ်ချက်အလုပ်ကိုမနိုင်မနှင်းဖြစ်ခြင်းမျိုးတွေအဲ့ဒါမျိုးတွေကြောင့်လုပ်ငန်းရပ်တန့်လိုက်ရတာမျိုးတွေလေပတ်ဖို့ခက်ခဲတာတွေဟိုထင်းငေါ်ကြန့်ကြတာတွေဖြစ်တတ်ပါတယ် ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားကိစ္စတွေကိုအကူအညီကောင်းတွေပေါ်လာဖို့ရှိတယ်။ကိုယ့်ရဲ့လိုအပ်ချက်ပိုင်းတွေမှာအဲ့ဒီနိုင်ငံခြားသွားခြင်းမှာဟိုပြည့်စုံသွားတဲ့အခြေအနေမျိုးတွေဖြစ်လာဖို့ရှိတယ်။အရင်ကတော့လိုအပ်တယ်။ဒါပေမဲ့အခုအချိန်မှာကိုကနေနောက်ထပ်ကိုချိတ်ဆက်လိုက်တဲ့ကုမ္ပဏီကိုအလုပ်ခေါ်တဲ့လူတွေကဒီလိုအချက်တွေကိုတော့သူကလစ်လျူရှူပေးလိုက်ပြီးတော့ကိုကိုခေါ်တာမျိုးတွေအဲ့ဒါမျိုးတွေကိုဖြစ်တတ်ပါတယ်။ ီးတော့ပညာရေးကိစ္စအင်တာဗျူးကိစ္စနဲ့ပတ်သက်ရင်ဒီတပတ်တာကာလထဲမှာအင်္ဂါအသားသမီးတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်ကောင်းမွန်တဲ့ရလဒ်တွေရဖို့ရှိသလိုအလောက်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်လည်းရလဒ်ပိုင်းဆိုင်ရာတွေမှာကောင်းတဲ့ရလဒ်တွေရဖို့ရှိပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေရဲ့အနေနဲ့ကဒီတပတ်တာကာလာထဲမှာယာကန်တော့80လောက်ထိကောင်းတဲ့ကာလာဖြစ်တဲ့အတွက်အားထည့်ပြီးလှုပ်လို့တင်ပါတယ်။အင်္ဂါသားသမီးတွေရဲ့အနေနဲ့ငွေကြေးပိုင်းဆိုင်ရာလှုပ်ဆောင်ခြင်းတွေမှာအားထည့်လှုပ်လို့တင်တဲ့ကာလာဖြစ်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလအထဲမှာသွေးပေါင်ကြတဲ့ဝေဒနာလေးတွေသွေးရနေတဲ့ဝေဒနာလေးတွေခူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူအင်္ဂါသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလအထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာအတိတ်နဲ့ဆက်ဆိုင်တဲ့ဆက်ဆိုင်တဲ့တက်ဆိုင်တဲ့အရာမျိုးတွေဝင်လာတတ်တယ်။အရင်ကကိုယ်နဲ့ချစ်ခဲ့ဘူးတာတွေအရင်ကတွဲခဲ့ဘူးတာမျိုးတွေသူတို့တွေကပြန်ပြီးကိုယ်ဆက်သွဲတာမျိုးကြောင့်နေအဲ့ဒါမှပြဿနာလေးတွေပေါ်ပေါက်တာတတ်ပါတယ်။သတိပြုဖို့လိုပါတယ်။ပြီးတော့တစ္ဆာရှိဖို့လည်းလိုပါတယ်။ ပြီးတော့အိမ်အောင်တဲ့အင်္ဂါသားသမီးတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာရဲဝေးရသတင်းကောင်းတွေကြားတတ်တယ်အဲ့ဒီသတင်းကောင်းကိုအကြောင်းပြုပြီးတော့အိမ်အောင်ရင်းမှာပျော်ရွှင်ရဖို့ပြည်လဲဖို့ရှိတဲ့ကာလပါပဲထီထုံးမယ်ဆိုရင်တော့အင်္ဂါသားသမီးတွေနဲ့တစ်နဲ့၃ညကိုပအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့လမ်းပေါ်မှာတောင်းရမ်းနေတဲ့သူတူအူကိုအာလူကျော်တထုပ်ကျွေးမွေးဒါနပြုပေးပါလှူဒန်းပေးပါเนาะအဲ့ဒီလိုပြုလုပ်လိုက်မယ်ဆိုရင်ကိုယ်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျအခုဟောကြားပေးသွားတာက အင်္ဂါသားသမီးတွေရဲ့အတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကဗုဒ္ဓဟူးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ဒီရဘတာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြက The Wall လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ် The Wall လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ဒီရဘတာကာလာထဲမှာကိုလုံးသမျှကင်သမ ्या တွေကိုယ့်ရဲ့ရည်ရွယ်ရာတွေကိုပုံဖော်တင်တယ်အကြံကြီးအစ်တွေစိတ်ကူးအစ်တွေဆိုရင်အမြန်ဆုံးပေါ်ဆောင်တင်တယ်လက်ရှိလုပ်နေတဲ့အရာတွေမှာလည်းအားထည့်တင်တယ် အချီးနီးအချိန်ကုန်မဲ့အရာကိုလုံးဝရှောင်တင်တယ်ဒီလိုကာလမှာဗိုလ်ဘုသားသမီးတွေနဲ့ဥမာဘီလီယက်ထိုးပြီးအချိန်ကုန်နေတာမျိုးကြားထိုးရင်းအချိန်ကုန်နေတာမျိုးအဲ့လိုမျိုးအချိန်ကုန်မဲ့အရာတွေကိုရှောင်ရှားတင်တယ်ဒီကာလအရန်ကိုတန်ဖိုးရှိတဲ့ကာလလို့ပြောလို့ရတယ်ဘိုလ်ဘူသားသမီးတွေရဲ့အတွက်ဒီကာလမှာအကျိုးအမြတ်တွေအလောက်ကန်ခွင်လန်းတွေငွေကြေးဝင်ခြင်းမျိုးတွေကအရန်ကိုတည်တာလိမ့်မယ်ကောင်းမွန်တဲ့ရလဒ်တွေရှိပဲအားလုံးကဆွဲခေါ်သွားလိမ့်မယ် ချိန်ကုန်ခြင်းမျိုးကိုပဲရှောင်ကြဉ်ဖို့လိုပါတယ်ပြီးတော့ဗိုလ်ရူးသားမီးဝန်ထမ်းတွေအခြေခံလူတန်းစားတွေနဲ့ဒီကာလထဲမှာယာရူးတိုးတာမျိုးဝင်ငွေပိုင်းဆိုင်ရာတိုးတာမျိုးတွေဖြစ်ဖို့ရှိပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာအလုပ်ကံအစ်စ်တွေအကြံစီအစ်စ်တွေရှိတယ်ဆိုရင်အများဆုံးချက်ထွင်တင်တဲ့ကာလာဒီကာလာထဲမှာအများဆုံးစတင်တင်တယ်။လက်ရှိလုပ်နေတဲ့အလုပ်ပိုင်းဆိုင်ရာမှာလည်းပို့ပြီးတော့အားထည့်ထားတင်တဲ့ကာလာဒီကာလာထဲမှာအလုပ်ကံတွေနဲ့ပတ်သက်ရင်အရန်ကိုရလက်ပိုင်းတွေကောင်းဖို့ရှိပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးမှာ မျောမှန်းထားတာတက်ပို့ပြီးတော့ရလိမ့်မယ်။မကုံနူးထွက်တာမျိုးတို့အဲ့လိုမျိုးကိုပြောတာနော်။ဟိုကိုမဖြေနိုင်မှုထင်ပေမဲ့ဖြေဆိုနိုင်သွားတာမျိုးတွေအဲ့လိုမျိုးမျောမှန်းထားတဲ့အရာတက်ပို့ပြီးတော့ရဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ပြီးတော့အလုတ်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်လည်းဒီကလာထဲမှာအလုတ်အစ်စ်တွေရရှိမယ်ကိုသွားလျှောက်တဲ့အလုတ်ကန်တွေကကိုအတွက်အဆင်ပြေတဲ့အလုတ်မျိုးတွေဖြစ်နေတတ်ပါတယ်နိုင်ငံရေးချားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီကလာထဲမှာသတင်းစကားတွေစောင့်ဆိုင်းနေတဲ့သူမျိုးတွေအခေါ်စာတွေစောင့်နေတဲ့သူမျိုးတွေဆိုဒီကလာထဲမှာထွက်ရတတ်တယ် ီလိုကာလာထဲမှာအဆင်ပြေတတ်တယ်။ဒီလိုကာလာထဲမှာသွားမဲ့သူမျိုးတွေဆိုလည်းတခြားအထင်ငွန်အနောက်ရှက်မရှိဘဲနဲ့အဆင်ချောချောမွဝင်နဲ့ဖြတ်တန်းရဖို့ရှိတဲ့ကာလာဒီကာလာထဲမှာနိုင်ငံခြားကိစ္စတွေလည်းအဆင်ပြေပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့ဗိုလ်တော်ဦးသားသမီးတွေအနေနဲ့ရာဂိုင်နှုန်း80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထက်ပြီးလုတ်လို့တင်းတဲ့ကာလပါဒီကာလထဲမှာငွေကြေးပိုင်းဆိုင်ရာအားထက်လုတ်လို့ရပါတယ်။ကျမိုင်နဲ့ပတ်သက်ရင်တော့အေးမိတာမျိုးတွေခြေတော့ခောက်လဲတာတွေအဲ့ဒီဝေဒနာလေးတွေကူးဆိုင်ပေးပါ ငယ်ရွယ်သူဗုဒ္ဓဟူးသားသမီးတွေအနေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ဆက်ဆံရေးပိုင်းတွေမှာအေးဆက်နေတတ်တယ်။အဲ့ဒီအေးဆက်ခြင်းကိုကိုကအသက်ဝင်အောင်လို့သွားမလုပ်နဲ့။သွားလုပ်လိုက်ရင်ပြဿနာဖြစ်သွားလိမ့်မယ်။ဒီကာလထဲမှာတယောက်နဲ့တယောက်ဆက်ဆံရေးအေးဆက်နေလိမ့်မယ်။အဲ့ဒီအေးဆက်ခြင်းကိုကိုကသွားပြီးတော့နှွေးထွေးခြင်းလိုပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးနဲ့ပြန်လဲပေးရောပြင်နိုင်ကြမယ်ဆေးဆက်ကြမယ်သွားမလုပ်နဲ့ဒီကာလထဲမှာတိခိုင်ပြီးတော့ခဏစောင့်ဆိုင်လိုက်ဒီအခြေအနေတိုင်းလေးမှာအေးအေးလေးလေးနဲ့စောင့်ဆိုင်နေအဲ့ဒါအရေးကြီးဆုံးပဲပြီးတော့ အိမ်အောင်တဲ့ဗုဒ္ဓဥသားမိတွေအနေနဲ့ကောဒီတစ်ပတ်တာကာလာထဲမှာဥပဒေကြောင်းနဲ့ဆက်ဆက်နေတဲ့သူမျိုးတွေဥပဒေကြောင်းနဲ့ဆက်ဆက်တယ်ဆိုတာကကွဲဖို့ကွာဖို့အတွက်အရင်ကတည်းကဖြစ်နေကြတယ်ဟိုတာဆူနေတယ်အဲ့လိုလူမျိုးတွေကဒီလိုကာလာမှာကွဲသွားတတ်တယ်အဲ့လိုမျိုးမရှိတဲ့အိမ်အောင်ရေးမျိုးတွေကဒီလိုကာလာမှာတယောက်နဲ့တယောက်ခိုက်ရန်ဖြစ်ချင်းမျိုးတွေစကားများချင်းမျိုးတွေကိုရှောင်ရှားတင်တယ်ဒီလိုကာလာမှာများချင်းကအကြောင်းအရာမမေရမရှိဘဲနဲ့ကြီးထွားသွားတတ်လို့ เนาะအဲ့ဒါကိုသတိပြုဖို့လိုပါတယ်ဒါကအိမ်အောင်တဲ့ဗုဒ္ဓဟူးသားသမီးတွေပါထီထိုးမယ်ဆိုရင်တော့ဗုဒ္ဓဟူးသားသမီးတွေနဲ့6နဲ့3ကိုပေါအောင်ထိုးပေးပါရေတရားအနေနဲ့ကတော့ငှက်အစာကျွေးပေးတာငှက်လွတ်တာမျိုးတွေကိုပြုလုပ်ပေးပါအဲ့ဒီလိုပြုလုပ်လိုက်မယ်ဆိုရင်ကိုယ်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဗုဒ္ဓဟူးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကကျသာပေးသားသမီးတွေအတွက်ဖြစ်ပါတယ် ကြာသပတေးသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဓာတ်လုတ်ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဒီနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ကြာသပတေးသားသမီးတွေအနေနဲ့စွန်စားရတဲ့ကာလဒီကာလစွန်စားရတယ်ဆိုတာကအလောင်းအစားဆန်ဆန်မျိုးစွန်စားရတာလုံးဝကြာရှုံးမယ်ဆိုရင်လည်းအရင်ကြီးကြာရှုံးသွားတတ်သူနိုင်မယ်ဆိုရင်လည်းအများကြီးနိုင်သွားတာမျိုးဒီလိုကာလမှာစွန်စားခြင်းတွေပါဝင်နေတဲ့အတွက်ကြာသပတေးသားသမီးတွေအနေနဲ့စွန်စားဖို့လိုတယ်ဒါပေမဲ့ တဲတော့ကတိုက်တွန်းထားတဲ့အရာကစွန်သားခြင်းတွေမှာရွေးချယ်ရမယ့်အရာရှိတယ်အဲ့ဒီရွေးချယ်ရမယ့်အရာကကိုကဟိုအရင်တည်းကကျွမ်းကျင်တဲ့အရာမျိုးအရင်တည်းကလှုပ်ဆောင်ထားတဲ့ဟိုအရာမျိုးလုပ်ငန်းအဟောင်းမျိုးတွေလက်ရှိတဲ့လုပ်နေတဲ့အရာမျိုးတွေအဲ့ဒီလိုအရာမျိုးတွေဆိုရင် ဖြစ်နိုင်မယ်ဆိုရင်ရက်တန်ပြတဲ့ဘက်ကိုရွေးချယ်တင်တယ်ခုမှအလုပ်စတင်မယ်အစ်စ်တစ်ခုကိုကူးပြောင်းမယ်ဟိုလက်ရှိအလုပ်ကအကြောင်းမျိုးကြောင့်အဆင်မပြေတာမျိုးကြောင့်တခြားအလုပ်ကိုလုပ်ရမလား မလို့ရဘူးလားခြေတုံချတုံဖြစ်နေတယ်အဲ့ဒီလိုအရာမျိုးဆိုရင်တခြားအလုပ်ကိုအမြန်ဆုံးစတင်တင်တယ်ဖော်ဆောင်တင်တယ်အဲ့ဒီလိုမျိုးရွေးချယ်တဲ့အပိုင်းမှာကိုယ်အနေနဲ့လက်ရှိအဆင်မပြေတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်နေရရင်အဲ့ဒီအဆင်မပြေတာကိုဖြိုချလိုက်ရမယ်ဖျက်ချလိုက်ရမယ်ခက်မြမြတခြားအသစ်တစ်ခုကိုချိန်ပလိုက်ရမယ်အဲ့ဒီလိုမျိုးစွန်စားဖို့ကိုပြောတာလက်ရှိအတိုင်းလေးမှာအဆင်ပြေနေတယ်ဆိုရင်တော့မချိန်နဲ့ပေါ့ဒီရိုင်းလေးပဲဆက်ပြီးသွားပေါ့နော်အဲ့ဒါမျိုးပါပြီးတော့ ကြာသပေးသားသမီးဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာဝန်ထမ်းတွေဆိုရင်ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာဌာနပိုင်းဆိုင်ရာမှာအထက်လူကြီးရဲ့ဖိအားပေးခြင်းကြောင့်အလုပ်ကထွက်ရတာမျိုးတွေအလုပ်ကထွက်ချင်တာမျိုးတွေဖြစ်တတ်တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ခေတ္တခဏနားလာပို့ပြီးတော့ကိုယ်တွေအတွက်အသင့်တော်ဆုံးမှာအလုပ်ကထွက်တာမျိုးလည်းမလုပ်နဲ့လုံးဝကိုထွက်ချင်လို့ဆိုပြီးတော့တခြားအလုပ်တွေကိုလိုက်စုံစမ်းပြီးတော့အလုပ်ကူးပြောင်းလိုက်တာမျိုးလည်းမလုပ်ပါနဲ့ခေတ္တခဏဖြစ်နိုင်မယ်ဆိုရင်ကိုမခံနိုင်ဘူးဆိုရင်တော့ခေတ္တခဏတရက်နေ့ရက်ခွင့်ယူလိုက်တာမျိုးနားလိုက်တာမျိုးအဲ့ဒါမျိုးကိုပဲလှုပ်ဆောင်ပါ ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေရဲ့အနေနဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအစ်စ်စတင်ခြင်းတွေကောင်းပြီးတော့လက်ရှိအလုပ်တွေမှာဂျမ်းဖြစ်နေတဲ့အလုပ်တွေကလုံးဝရပ်တန့်သွားဖို့ရှိပါတယ်။ဒါကကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေရဲ့အတွက်ပါ။ပညာရေးကိစ္စ interview ကိစ္စဖြေဆိုမဲ့သူတွေရဲ့အနေနဲ့ဒီလိုကာလမှာသတိထားဖို့လိုပါတယ်။ပညာရေးနဲ့ပတ်သက်ရင်ကိုကဖြေဆိုနိုင်တယ်ရတယ်စာရီလည်းရတယ်ဒါပေမဲ့ကျမ်းမာရေးကိစ္စမျိုးဝင်လာတာမျိုးတွေ ပြီးတော့မိသားစုရေးရာကိစ္စမျိုးတွေစိတ်အနှောက်အယှက်ဖြစ်စရာတွေဝင်လာတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒီအတွက်ကိုသတိပြုဖို့လိုပါတယ်။ဒါကပညာရေးနဲ့ပတ်သက်တာပါနော်။အလုတ်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်တော့ဒီကလာထဲမှာအလုတ်ကယာပြီးကမှမလုတ်ဖြစ်တာမျိုးတွေဖြစ်တတ်တယ်။မလုတ်ဖြစ်ရတဲ့အကြောင်းကအစိုးရလိုမျိုးပဲအကြောင်းအရာတွေပေါ်လာဖို့ရှိပါတယ်။ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီကလာထဲမှာနိုင်ငံခြားကိစ္စတွေကတော့ကောင်းမွန်လိမ့်မယ်၊အောင်မြင်လိမ့်မယ်၊အဆင်ပြေဖို့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့ကြာတာတွေသားသမီးတွေအနေနဲ့ဒီဘက်တာကလာထဲမှာ ငွေကြေးပိုင်းဆိုင်ရာစုံစမ်းလုပ်ကင်ခြင်းတွေမှာဆက်တူကိစ္စတွေပိုကောင်းတယ်။တဝူးထဲတယောက်တည်းကိုကလှုပ်ဆောင်တာထက်ဆိုင်ဆက်တူလှုပ်တာမျိုးမှာပိုပြီးတော့လုပ်ကင်တင်ပါတယ်။ဒီကာလာထဲမှာလုံးဝကြီးမလုပ်တင်တဲ့ကာလာတော့မဟုတ်ဘူးဆက်တူလှုပ်ဆောင်ခြင်းကပိုပြီးတော့ကိုယ်အတွက်အကျိုးပေးပါလိမ့်မယ်။ကျမ်းမာရင်နဲ့ပတ်သက်ရင်တော့ဒီကာလာထဲမှာအယိုးအစစ်မြင့်နဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကြီးဆိုင်ပေးပါငယ်ရွယ်သူကြာသပြီးသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ရွေးချယ်ရတဲ့ဆုံးဖြတ်ရတဲ့ကာလဒီကာလထဲမှာ ဟိုကိုလိုနဲ့ကိုချစ်သူနဲ့ရှေ့ဆက်ပြီးလက်တွဲမလားဒါမှမဟုတ်အခြေအနေတွေကရပ်တန့်လိုက်ရမလားအဲ့ဒီလိုမျိုးဆုံးဖြတ်ရတတ်တဲ့ကာလနော်ဒီကာလထဲမှာဝေခွဲမရတဲ့ဆုံးဖြတ်ခြင်းမျိုးတွေဆွမ်းအောင်ဝါလိုဆုံးဖြတ်ခြင်းမျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင်တော့တဲတော့ကတိုက်တွန်းထားတဲ့အရာကမဆုံးဖြတ်ပဲနဲ့နေလို့ရရင်မဆုံးဖြတ်ပဲနဲ့နေပါမဖြစ်မနေဆုံးဖြတ်ရမယ့်အရာမျိုးဆိုရင်တော့ဒီလိုကာလထဲမှာခေါင်းအေးထားပြီးတော့အတိတ်ရဲ့တင်ကန်းစာတွေအတိတ်ရဲ့အခြေအနေတွေကို ထည့်သွင်းပြီးတော့စဉ်းစားသုံးသပ်ပါလို့တိုက်တွန်းထားပါတယ်။ပြီးတော့အိန်အောင်တဲ့ကြတာပြည်သားသမီးတွေနဲ့ဒီဘက်တာကာလာတွေမှာအိန်အောင်ရေးမှာမိမတအူးဝင်ရောက်နှောက်ယှက်ခြင်းကြောင့်တောင်းတဲ့တောင်စကားများတက်တဲ့ပြဿနာဖြစ်တတ်တဲ့ကာလာဖြစ်ပါတယ်။သတိပြုဖို့လိုပါတယ်။ထီထုံးမယ်ဆိုရင်တော့ကြတာပြည်သားသမီးတွေနဲ့၃နဲ့၆ကိုပေါအောင်ထိုးပေးပါ။ရေရာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်အနီးနားမှာရှိတဲ့ဖျားတဆူဆူရဲ့ကိုယ့်ရဲ့မွေးနံကြတာပြည်ထောက်မှာ တကွန်၃လက်ဖျားကိုလူတန်းပေးပါတကွန်၃လက်ဆိုတာထီတကွန်ကိုကားတဲ့အုံဒီငပြောသည်ရောင်းတဲ့ဆိုင်ဒီမှာမေးလို့ရတယ်ဝါလေးလည်းเนาะတကွန်လေးအဲ့တကွန်၃လက်အယောင်ဝင်လို့ကြိုက်တဲ့အယောင်ပဲเนาะဘယ်အယောင်ပဲဖြစ်ဖြစ်တကွန်၃လက်ကိုကိုယ့်ရဲ့ကြာသပတေးတောက်မှာလူတန်းပေးပါအဲ့ဒီလိုပြုလို့လက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကန်တရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကြာသပတေးသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာအခုထပ်မှန်ပြီးဟောကြားပေးမှာကတောက်ကြသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာ တောက်ကြသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားက strain နဲ့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ် strain နဲ့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေအနေနဲ့ဒီဘက်တာကာလာထဲမှာမိမိရဲ့လှုပ်ဆောင်မှုတိုင်းမှာဟိုဒေါသမထွက်စေဖို့အရေးကြီးတယ်ဒေါသဆန်တဲ့အရာမျိုးတွေမဖြစ်ဖို့အရေးကြီးတယ်ဒီကာလာထိခိုက်တာတွေဒဏ်ရာတွေပြဿနာတွေနဲ့ရင်ဆိုင်ပတ်သက်ရတတ်တဲ့ကာလာဒေါသကိုရှည်တမ်းမတင်မိဖို့ ဒေါသကြောင့်အလုတ်ကန်တွေပြက်ပြားသွားတာမျိုးကိုယ့်ရဲ့ကာစီယမ်နဲ့ကိုယ်နဲ့ကြားမှာအဲ့ဒေါသကြောင့်တယောက်နဲ့တယောက်လုံးဝကိုလမ်းခွဲလိုက်ရတာမျိုးတွေကဒီလိုကာလမှာဖြစ်တတ်တယ်။အဲ့တော့တောက်ကြသားသမီးတွေအနေနဲ့ဒီကာလမှာဒေါသမကြီးဖို့လိုတယ်ဒေါသကိုရှေ့တန်းမတင်ဖို့လိုတယ်။ဘာအကြောင်းရပါပဲဖြစ်ဖြစ်နော်။ပြီးတော့ဝန်ထမ်းတွေအခြေခံလူန်းစားတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာရှေ့ပိုင်းဝယ်ပြောရရင်ဒေါသထားခြင်းကြောင့်လုပ်ငန်းခွင်တွေမှာပြဿနာပေါ်ပေါက်တတ်တယ်။အဲ့တော့ဒေါသမထားရင်လုပ်ငန်းခွင်တွေမှာပြဿနာမဖြစ်တတ်ဘူး။ဒီကာလတွေမှာဖြစ်ဖို့ရှိတယ်။အဓိကကမဖြစ်အောင်လို့ ကိုယ်အနေနဲ့ဒေါသကိုရှေ့တန်းမတင်ဖို့အရေးကြီးပါတယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာလက်မှတ်ထိုးထားတဲ့အရာတွေပြက်ပြားသွားတာမျိုးစာချုပ်တွေပြက်ပြားသွားတာမျိုးပါဖြစ်တတ်ပါတယ်။ဒီလိုကာလာမှာသတိပြုဖို့လိုပါတယ်။ပြီးတော့ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်မိဘတွေဆရာသမားတွေသူတို့ရဲ့လမ်းညွန်ချက်တွေကိုတည်တည်ချာချာလိုက်နာဖို့လိုတယ်။ကိုယ်သဘောနဲ့ကိုယ်အာဟိုမိဆရာသမားတွေကဒီပုံစံနံပါတ်1ကိုဟိုကြက်တင်တယ် အဲ့လိုမျိုးလမ်းညွှန်ထားတာကိုကတစ်လို့မကြက်ဘဲနဲ့နှစ်ကိုကြက်တိုင်းမျိုးသွားမလုံနဲ့အဲ့လိုမျိုးဆိုရင်လမ်းကြောင်းတွေလွဲသွားတတ်တယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်ဒီကာလာထဲမှာတောက်ကြသားသမီးတွေအနေနဲ့မိဘဆရာသမားတွေရဲ့လမ်းညွှန်မှုကိုလိုက်နာဖို့လိုတဲ့ကာလပါပဲအလုပ်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်လည်းမိဘဆရာသမားတွေကူညီမှုကြောင့်လည်းအလုပ်ကန်အင်တာဗျူးတွေရရှိဖို့ရှိပါတယ်နိုင်ငံရေးချားသွားမယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလာထဲမှာနိုင်ငံရေးချားနဲ့ပတ်သက်ရင်အကူအညီကောင်းတွေရတတ်တယ်အထောက်ပံ့ကောင်းတွေရတတ်တယ်အခုမှစတင်မဲ့သူတွေအတွက်ပေါ့နော်စတင်ပြီးသားသူတွေအတွက်ဆိုရင်အဲ့ဒီ ကိုချိတ်ဆက်ထားတဲ့အရာတွေကကိုကိုအမြန်ဆုံးခေါ်ဆောင်တာမျိုးတွေသတင်းစကားကောင်းတွေကြားတာမျိုးတွေကဒီလိုကာလမှာဖြစ်ဖို့ရှိပါတယ်ကောင်းမွန်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလတွေမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းတွေမှာရာခိုင်နှုန်း65လောက်ထိကောင်းမွန်တဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်လို့တင်ပါတယ်တခုရှိတာကစက်တူကိစ္စကိုရှောင်ရပါမယ်စက်တူတွေပေါင်းစည်းပြီးလုတ်ကင်တာတွေနားလည်မှုနဲ့တယောက်နဲ့တယောက်ပတ်သက်ပြီးလုတ်ကင်တာမျိုးတွေကိုလုံးဝရှောင်ရှားတင်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တောက်ကြသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလအထဲမှာတွားနာတာမျိုးကတွင်းနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတောက်ကြသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာလုံးဝကိုအကြောင်းအရာမှမဲရမရှိဘဲနဲ့စိတ်မပါခြင်းမျိုးတွေဖြစ်တတ်တယ်။ကိုရတဲ့သူ့ကိုတွေးလိုက်ရင်ကိုယ့်ရင်ထဲမှာကြည်နူးရမယ့်အစာစိတ်တွေနောက်ကြည့်ကုန်တာမျိုး တစ်ဖက်ကလည်းအဲ့ဒီလိုမျိုးဖြစ်နေတာမျိုးအဲ့တော့ဒီကာလာထဲမှာစိတ်လေးစိတ်ထွေနေပြီးတော့တယောက်နဲ့တယောက်အစည်းမကတ်တာမျိုးတွေဖြစ်တတ်တဲ့ကာလာပါပြီးတော့အိမ်အောင်တဲ့တောက်ကြသားသမီးတွေအနေနဲ့ကတော့ဘာသာရေးနဲ့ဆိုင်တဲ့နေရာမျိုးတွေရက်ဝေးတွေခီးသွားတတ်တယ်ကိုအိမ်အောင်ဘက်နော်အဲ့ဒီလိုခီးသွားရတာကိုအကြောင်းပြုပြီးတော့တယောက်နဲ့တယောက်အနှဲငယ်စကားကတော့ကဆာကိစ္စလေးတွေတော့ပေါ်ဖို့ရှိပါတယ်ကြီးမမတော့မဟုတ်ပါဘူးပြီးတော့တောက်ကြသားသမီးတွေအနေနဲ့ထီထိုးမယ်ဆိုရင်တင့်နဲ့လေးကိုပေါအောင်ထိုးပေးပါရေရာအနေနဲ့ တက်ရွယ်ကြီးတဲ့သူတူအူဒန်ဂျီဆေးဝါလှူဒန်းဌာနပြုပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းဆိုပြုပေးပါဒါဆိုရင်ကိုယ်စီကိုကောင်းသောကန်တရားရည်သာရရှိစေမှာဖြစ်ပါရဲ့ဗျာအခုဟောကြားပေးသွားတာကတောက်ကြသားသမီးတွေအတွက် ဖြစ်ပါရဲ့ဗျာအခုထပ်မံပြီးဟောကြားပေးမှာကစနေသားသမီးတွေအတွက်ဖြစ်ပါရဲ့စနေသားသမီးတွေနဲ့ဒီရဘတာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကထာဝါလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဒီနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်စနေသားသမီးတွေနဲ့ဒီကာလာထဲမှာ ကိုလုံနေတဲ့အရာတွေကိုမျောလင့်ထားတဲ့အရာတွေကတလွဲတွေဖြစ်တတ်တယ်။ကိုမျောလင့်ထားတဲ့အခြေအနေမျိုးတွေနဲ့လွဲချော်တတ်တယ်။အဲ့တော့ဟိုအကြမ်းမင်းအားဖြင့်ပြောမယ်ဆိုရင်ကိုမျောလင့်ထားတဲ့အရာတွေနဲ့လွဲချော်ခြင်းကအဆိုးဆန်တယ်ပေါ့နော်။ဟောတော့လူတိုင်းဟာမျောလင့်တဲ့အရာမှာကိုလိုချင်တဲ့အရာကိုပဲမျောလင့်ကြတာ哦။အဲ့တော့ကိုလိုချင်တဲ့အရာကိုမဖြစ်တဲ့အခါမှာဟိုမကောင်းဘူးဆိုတဲ့သဘောမျိုးဆန်တယ်။ဒါပေမဲ့ဒီမှာမဟုတ်ဘူးပြန်နော်တဲတော့ကအဓိကပြောထားတာကကိုမျောလင်းတဲ့အခြေအနေမျိုးတွေနဲ့ လွဲတဲ့တလွဲဆန်တဲ့ရလက်မျိုးတွေရတတ်တယ်။နော်ဟိုမတူညီတဲ့ဟာကိုပြောချင်တာ။အဲ့တော့တခါတည်းရံမှာအဲ့ဒီမတူညီတဲ့အရာကကိုယ့်အတွက်ကောင်းသောတာမျိုးတွေဖြစ်တတ်ပါတယ်။ကိုမျောလင်းတဲ့အရာကမကောင်းတာမျိုးဖြစ်နေတတ်ပြီးတော့ကိုရတဲ့အရာကကောင်းတာမျိုးတွေဖြစ်တတ်ပါတယ်။အဓိကကတော့ကိုမျောလင်းတဲ့အရာတွေလွဲတတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့ဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီဘက်ကကာလထဲမှာအလုပ်ကထွက်ရတာမျိုးတွေလုပ်ငန်းခွင်ထဲမှာပြဿနာပေါ်တာမျိုးတွေဖြစ်တတ်သလိုအလုပ်အစ် အရန်ကောင်းတဲ့အလုပ်သစ်မျိုးတွေရရှိတာမျိုးတွေလည်းဖြစ်ဖို့ရှိပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကိုရပ်တန့်ဖို့စဉ်းစားနေတဲ့သူမျိုးတွေဒီကလာထဲမှာရပ်တန့်သွားတတ်တယ်။အဲ့ဒီရပ်တန့်ပြီးတဲ့နောက်မှာ နောက်ထပ်ပလန်တစ်ခုအနေနဲ့လုပ်ငန်းအသစ်တွေကိုစမယ်ဖော်ဆောင်မယ်လို့ကြံထီထားတာမျိုးတွေဆိုရင်လည်းအမြန်ဆုံးဇက်တိုက်ဖော်ဆောင်တင်ပါတယ်။ပြီးတော့ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆုံမဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာပညာရေးနဲ့ပတ်သက်ရင် ရလပိုင်းဆိုင်ရာတွေထက်ဆိုင် ကျမ်းမာရေးပိုင်းကိုသတိပြုဖို့လိုပါတယ်ကျမ်းမာရေးကြောင့်ပညာရေးမှာထိခိုက်တတ်တဲ့ကာလဖြစ်ပါတယ်လောက်ကင်အင်တာဗျူးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာစနေသားသမီးတွေအနေနဲ့အလုတ်တစ်တွေရှာဖွေတဲ့အခါမှာခက်ခဲနေတတ်တယ်ကိုရှာဖွေတဲ့အလုတ်တွေကချက်ချင်းမရတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့စနေသားသမီးတွေ စနေသားသမီးနိုင်ငံအခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံအခြားခီးနဲ့ပတ်သက်ရင်သတိပြုရမယ့်ဟာကဥပဒေအရနဲ့တားမြစ်ထားတဲ့အရာမျိုးတွေအဲ့ဒီအရာတွေမှာညှိဆွန်းတတ်တယ်အဲ့ဒါကိုတော့သတိပြုဖို့လိုပါတယ်ဥပဒေနဲ့သက်ဆိုင်တဲ့အပိုင်းတွေမှာညှိဆွန်းနိုင်တဲ့အရာတွေကိုကိုယ်အနေနဲ့ကြိုတင်ပြီးတော့ဟိုရှင်းလင်းထားဖို့လိုတဲ့ကာလပါပဲ။ ဒါနိုင်ငံအခြားတောင်းမယ်လို့ကြံရထားတဲ့သူတွေရဲ့အနေနဲ့ပါပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာဖြစ်နိုင်မယ်ဆိုရင်ငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းတွေမှာမလုံဆောင်တဲ့ကာလပါလက်ဆောင်တဲ့ကာလဖြစ်ပါတယ်မဖြစ်မနေလုံမယ်ဆိုရင်တော့အာရန်ထဲလို့မရဘူးရမှာတဲ့ဆိုင်ဆုံးရှုံးတာများတတ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ရင် နေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာခြေတော့ခောက်တာမျိုးတွေဟိုတွေးပေါင်ကြတာတွေအဲ့ဒီဝင်လာတွေကြီးဆိုင်ပြီးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူစနေသားသမီးတွေအနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလတွေမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာအစီမကတ်တာမျိုးတွေဖြစ်တတ်တယ်။ချစ်သူဟာကိုယ့်ဘောကိုဟိုအေးဆက်တဲ့ဆက်ဆံရေးမျိုးတွေခံရတတ်သလိုချစ်သူနဲ့ကိုယ်နဲ့ကြားမှာညှိလို့မရတဲ့ပြဿနာလေးတွေပေါ်ပေါ်လာဖို့လည်းရှိပါတယ်။ အိမ်အောင်တဲ့စနေသားသမီးရဲ့အနေနဲ့ကတော့ဒီကာလမှာတိခန့်ချင်းစောင့်ဆိုင်ခြင်းအနေနဲ့ဖြတ်သန်းရတဲ့ကာလပါဒီကာလထဲမှာတိခန့်ချင်းစောင့်ဆိုင်ခြင်းတွေကကိုရီးယားအိမ်အောင်ရေးမှာပိုပြီးကောင်းမွန်တဲ့အခြေအနေမျိုးတွေကိုခေါ်ဆောင်သွားဖို့ရှိပါတယ်ထီထိုးမယ်ဆိုရင်တော့စနေသားသမီးတွေနဲ့6နဲ့2ကိုပေါအောင်ထိုးပေးပါရေရာအနေနဲ့ကတော့ငှက်အစာကျွေးတာမျိုးငှက်လွတ်တာမျိုးတွေပြုလုပ်ပြီးတော့မိမိရဲ့လိုရင်းစံတာတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရရှိစေမှာဖြစ်ပါတယ်ဗျာ။ အခုဟောကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ။